တို့နောက်နှစ်ရက်လောက်ဆိုပြီးခုနပြောခဲ့တဲ့အတိုင်းပဲရိုက်လာတဲ့တောက်လျှောက်အမ်အားလုံးချုံကုန်ကြည့်ရရင်သူ့ရဲ့ဆုံးဖြတ်ချက်ကအဲဒီမြန်မာနိုင်ငံဇလန်တွေလောကအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ပြောလဲပါတယ်စားပြီးတော့ဖန်နီးနေရဒီအဝယ်စားနဲ့ပတ်သက်ပြီးတော့တော်တော်သဘောကျတယ်အကြိုက်ဆုံးကတော့အဝယ်စားပဲအဲ costume ပဲပေါ့နော်ပြီးတော့ dialogue တွေအရင်ကြိုက်တယ် အဲကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာတွင်ဒီဇလန်တွဲအောင်မြင်ပြီးသွားရင်တခြားနိုင်ငံတွေစီမှာရောက်မယ်ဆိုရင်ပေါ့အကုန်လုံးကတော့အကောင်းဆုံးမျှော်လင့်ပြီးတော့ဖန်တီးကြတာပါပဲအကောင်းဆုံးဖြစ်ဖို့မျှော်လင့်ပါတယ်ဟုတ် ကဲဒီနေ့ကဘရင်သတို့သမီးပါကျွန်တော်တို့ရိုင်းနေတာပြီးတော့မယ်နှစ်ရက်လောက်ပဲကျန်တော့တယ်ဒါနောက်ဆုံးရက်လေးတွေပေါ့ဟုတ်အဲဒီဇလန်တွေဆက်မရိုက်ခင်နေကကျွန်တော်တို့ကဇက်ကိုဖတ်တယ်ဖတ်ပြီးတော့ဒီလိုမျိုးကာရိုက်တာတစ်ခုဖြစ်အောင်ကိုယ့်ကိုယ်ကိုပုံဖော်ရတယ်အဲကိုယ့်ကိုယ်နေရတယ်ကိုယ့်စိတ်ကိုယ်ကိုပြုပြင်ရတယ်အဲအကောင်းဆုံးပြုပြင်ရတယ်ဆိုတော့ဟာအိမ်ပြန်သွားရုံနဲ့မဟုတ်ဘူးမဟုတ်ဘူးဒီအပိုင်းဘယ်နေရာရောက်ရောက်ဘယ်လိုပဲနေနေဒီမဟာလွန်းပုံစံနဲ့ပဲနေဖြစ်ပါတယ်ဟုတ် ဒါ Eurex ရာစာနေပြီးတော့ကျွန်တော်တို့ sponsor ပေးထားတာပါဟုတ်ကဲ့ပြီးတော့ကိုယ်တိုင်ဖန်တီးထားတာလေးလည်းရှိပါတယ်တချို့ຢာတွေအဲ Pinterest ကနေပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပဲ reference လေးတွေယူပြီးတော့ကျွန်တော် stylish နဲ့အဲ့လိုပူပေါင်းပြီးတော့ကျွန်တော်တို့အဲကိုယ့်ဟာကို create လုပ်တာလေးလည်းရှိပါတယ်ဒီဟာတွေကတော့ဟိုဘယ်လိုပြောရမလဲကိုယ့်ဟာကိုတချို့ဟာလေးတွေဖန်တီးရာလေးလည်းပါတယ်ဗောနော် Eurex ရာစာကလည်း sponsor ပေးတယ်ဆိုပေမဲ့သူတို့ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးတွေပြပေးရတယ်အဲကျွန်တော်တို့ဖန်တီးခြင်းတဲ့ပုံစံလေးတွေကို နမူနာပြပေးရအောင်ပေါ့နော်သူတို့ကလည်းအဲ့ဒါကိုပြန်ကြည့်ပြီးတော့မှသူတို့ဖန်တီးနိုင်တာလေးတွေကျွန်တော်တို့အကောင်ဆုံးဖန်တီးပေးတယ်ပေါ့အဲ့တော့အဲဝယ်စားလေးတွေကော့စတူမ်လေးတွေကအဲ့တော့အဆင်ပြေပါတယ်ဟုတ်ကိုယ့်ကိုယ်ကိုလည်းကျေနပ်ပါတယ်ဟုတ်ကျွန်တော်ကတော့အဆင်ပြေပါတယ်အဆင်ပြေ तू ကလည်းစတာပါအခု तू မချောကလည်းအဲဘယ်လိုပဲဖြစ်ဖြစ်အလုံးလုံးရတဲ့အချိန်မှာအဲ stress ကိုစီတော့ရှိကြပါတယ်စိတ်ပင်ပန်းမှုကိုစီရှိကြတယ်ပြီးတော့ဒီဇလန်တွေကတခြားရုပ်ရှင်တွေဇလန်တွေနေလည်းမတူဘူး ပို့ပြီးတော့စိတ်ပင်ပန်းတယ်ပို့ပြီးတော့လူလည်းပင်ပန်းတယ်ဖန်တီးရတာကြီးလည်းများတယ်ကြီးတယ်ဆက်တင်တွေအဲကင်မရာတွေဘာညာတွေကအစအကုန်လုံးတစ်ဖွဲ့သားလုံးမှာပဲအားလုံးကပင်ပန်းကြတယ်ဆိုတော့လေအဲဘယ်လိုပြောမလဲအကောင်းဆုံးဖန်တီးရတဲ့အတွက်တော့ကျွန်တော်ကတော့ပင်ပန်းရင်ပင်ပန်းပါစေကျွန်တော်ကတော့ကျေနပ်တယ်ကြိုက်တယ်ဟိုဒီရိုက်နေတဲ့ရက်အတွင်းမှာလည်းပျော်တယ်မက်ကျော်ကလည်းသူပျော်ပါတယ်သူဒီတိုင်းရှောက်နောက်ပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ စိန်ခေါ်မှုရှိရဲဆိုတာအထက်ကျွန်တော်တို့ကကိုယ့်ကိုယ်တွေးကြည့်တာပေါ့နော်ပြိသက်အဲဘက်ကိုအရင်မတွေးဘဲနဲ့ကိုယ့်ကိုယ်တွေးကြည့်ရရင်ဘာဖြစ်လဲဆိုတော့ဒီဆက်ကျွန်တော်တို့စီဆက်ရောက်လာတဲ့အချိန်မှာဆက်ကဆန်းတယ်ဆန်းတော့အဆန်းအပြာအသစ်တွေကျွန်တော်တို့ကလှုပ်ချင်တာ create လှုပ်ချင်တဲ့လူတွေဆိုတော့ဒီလိုမျိုးစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကပိုကြိုက်တယ်အဲဒါကြောင့်လက်ခံပြီးတော့ရိုက်ကူးပြစ်တာပေါ့နော်ပြိသက်အနေနဲ့ကြည့်မယ်ဆိုရင်လေပြိသက်ကြိုက်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်။ဘာလို့လဲဆိုကျွန်တော်တို့လည်းအကောင်းဆုံးစူးစမ်းထားတယ်ဟိုလိုမျိုးဟို quality ဘိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့ကအယောမခံဘူးပေါ့နော်အဲ့လိုမျိုးဖန်တီးထားကြရဲဖြစ်တဲ့အတွက်အစ်အစ်တွေကြိုက်တဲ့ပြည်သက်တွေအတွက်တော့ကျွန်တော်တို့အနေနဲ့အကောင်းဆုံးအစ်အစ်တစ်ခုဖန်တီးပေးတယ်လို့ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့အတွက်ပြည်သက်ကြိုက်ကြလိမ့်မယ်လက်ခံလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်အမှတ်တိုင်လေးတစ်ခုပေါ့အမှတ်တိုင်လေးတစ်ခုဖြစ်တော့ပါမှာပေါ့ဘာလို့ပထမဆုံးစာရိုက်တဲ့ကားဒီလိုမျိုးကတစ်ခါမှလည်းမရိုက်ခဲ့ဘူးဆိုတော့အစ်အစ်အဆန်းဖြစ်တယ်ဆိုခုနကပြောသလိုမျိုးအစ်အစ်တော့ဖြစ်ပါတယ်ဟုတ် ဒီသားမှာအကုန်လုံးလို့လို့ဆိတ်လို့ရှားစရာဖြစ်ပါတယ်ဘာလို့လဲဆိုတော့လေဟို dialogue တွေကအစတခါမှမပြောဘူးတဲ့ dialogue တွေတချို့ဟာတွေဆိုရင်လည်းအဲ့လိုတော်တော်မိုက်တယ်အသက်ဖြစ်တယ်ပေါ့နော်အဲ့လိုအကုန်လုံးကစိန်ခေါ်မှုဆိတ်လို့ရှားစရာဖြစ်နေတာဖြစ်နေတော့အာမိုက်ပါတယ်တခါလုံးလို့လို့ကျွန်တော်တို့ကအဆင်ပြေပါတယ်ခင်ဗျအဲစိတ်ကူးရင်ဇက်ဆိုတာထက်လေး သူတို့စပြီးတော့ဒီဇက်ကိုစဖတ်တယ်ဒါစိတ်ဟိုလောကမစ္စတရီပေါ့နော်အဲကြိုက်တယ်လို့စိတ်ကူးရင်လို့ရတယ်လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်ဆိုပြီးတော့အဲ့လိုစဉ်းစားတွေပါတွေအစအဲသူစပြောတဲ့အချိန်မှာအာဒါစိတ်ကူးရင်တာထက်အပြင်မှာလဲတကယ်ရှိရင်လည်းရှိမပြောလို့မရအောင်အဲ့လိုအဲ့လိုမျိုးဆိုတော့လေမိုက်မိုက်တယ်ကျွန်တော်ကတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်ကိုကိုကိုဒီရိုက်နေတဲ့အချိန်တွေမှာတော်တော်အဆင်ပြေတယ်ဗျာကိုကိုကို ကျိန်းတ်တယ်ကျိန်းတ်တယ်ဟုတ်ဟုတ်အဓိကအဲ့ဒီအဝတ်အစားတွေပေါ့ costume တွေဝေးရတဲ့အချိန်မှာကိုယ့်ကိုယ်လုံးဝအရန်မိုက်တယ်ဟိုဘယ်လို confident အရန်ရှိတယ်ဗျာအဲကိုအဲ့လိုလိုဘယင်ပြီးတော့အဲဒီအဲမှာ character ဘယင်အရှင်မင်းသားဆိုတော့လေအဲဟုတ်ဟုတ်ကဲ့အဝတ်အစားတွေတော့ကျွန်တော်ကအကျဉ်းဆုံးပဲအဲကျွန်တော် stylish ivy ပေါ့နော်သူနဲ့အဲ့လိုစပြီးတော့ ဒီလိုစတိုင်ပြီးတော့လုတ်ဖြစ်တဲ့ဒီဟာကိုကြည့်ပြီးတော့ဒီဟာတွေဒီဥစ္စာတွေကိုကြည့်ပြီးတော့စပြီးတော့ဖန်တီးနေတဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တော်တော်သဘောကျတယ်အကြိုက်ဆုံးကတော့ဥစ္စာပဲအဲ costume ပဲပေါ့နော်ပြီးတော့ dialogue တွေအရင်ကြိုက်တယ်ပြီးတော့ character ဒီ character ကိုအရင်ကြိုက်တယ်တခါအော်တော်တော်မိုက်တဲ့ character ဗျာအဲဘယင်အိရှိမင်းသားကမှ dialogue တွေနဲ့ပေါင်းဆက်လိုက်တော်တော်မိုက်တဲ့ character ပါဟုတ်ကျွန်တော်အကြိုက်ဆုံးပါပဲ စိတ်ဝင်စားပါတယ်အကောင်းဆုံးဖြစ်ရင်တော့အကောင်းဆုံးပေါ့ဗျာဘာလို့ဆိုတော့ဒီဟာကကျွန်တော်တို့ season 1 2 3ဆက်သွားဖို့လည်း season ရှိတယ်ပြီးတော့ဒီမှာအဲကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာတွင်ဒီဇလန်တွဲအောင်မြင်ပြီးသွားရင်တခြားနိုင်ငံတွေစီမှာရောက်မယ်ဆိုရင်ပေါ့နော်ဟိုအကောင်အလူအကောင်အကုန်လုံးကတော့အကောင်းဆုံးမျှော်လင့်ပြီးတော့ဖန်တီးကြတာပါပဲအကောင်းဆုံးဖြစ်ဖို့မျှော်လင့်ပါတယ်ဟုတ်อืมအဲအခုပြီးကန်ဒီအခြေအနေအရာပေါ့နော်ကျွန်တော်တို့နောက်နှစ်ရက်လောက်ဆိုပြီးပြီးခုနပြောခဲ့တဲ့အတိုင်းပဲရိုက်လာတဲ့တောက်လျှောက်အမ် အားလုံးချုံကုန်ကြည့်ရရင်သူ့ရဲ့ဆုံးဖြတ်ချက်ကအဲဒီမြန်မာနိုင်ငံဇလန်တွေလောကအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ပြောလဲပါတယ်အဲဒါပြီးရင်တော့ခဏနောင်မယ်ဆိုတော့ဟုတ်ဟုတ်ဟုတ်ဒီ9လပိုင်းခဏနာမယ်6လပိုင်းမှာလောက်ပြန်ဝင်မယ်ဟုတ်ပြန်မှန်းသွားလို့ရတယ်လို့ပုံပေါ်ချာချားပြန်လုပ်လေရှိလို့ဟုတ်။လမ်းထဲမှာတော့ညာအပီအနေနဲ့ညာပေါင်းမှုကိုဒီလိုလိုမျိုးတွေတွေ့ပြီ။ပြင်မအောင်လို့ အာအပြင်းမမတွေ့သေးဘူးလှုပ်လှုပ်နေရတယ်လှုပ်လှုပ်နေရတော့အချိန်မပေးနိုင်ဘူးစိတ်ကူးတော့မရင်ပြစ်ပါဘူးဟုတ်